တနင်္ဂနွေသားသမီးတွေအတွက်တနင်္ဂနွေသားသမီးတွေရဲ့ကံစားတာကတော့ဒီတပတ်တာကာလမှာကျွန်တော်နံပါတ်၁ကသူကကျယ်ပွင့်နမိတ်တွေပါပဲကျယ်ပွင့်နမိတ်ဆိုရင်အင်တာမကောင်းသောနမိတ်ပါအဲတော့အလုတ်ဂိုင်းတွေအခြေအနေတွေကောင်းမယ်ကံစားတာတွေကောင်းမယ်ကံကြမ္မာပွင့်လန်းမယ်ပေါ့နော်အဲတော့လုပ်ငန်းဆောင်တာတွေတိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေဖြစ်ထွန်းခြင်းတွေဖြစ်မယ်အဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမယ်တဲ့ အလုံးနဲ့ပတ်သက်ရင်ကန္တာတာတော်တော်လေးကောင်းပါတယ်။နောက်အလုံးအကန်ခွင့်ရေးခွင့်လန်းနေရလည်းပဲ။ဟာတော်တော်လေးများများအစားအစားတော်တော်လေးပေါ့ပေါ့များများဝင်လာဖို့ရှိတာပေါ့။အဲ့ဒါကအခက်အခဲမရှိပါဘူး။တော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင်လည်းလုပ်ငန်းတစ်တွေအများကြီးကြုံနိုင်တယ်။နောက်ကုမ္ပဏီဝန်ထမ်းတို့အစိုးရဝန်ထမ်းအလုပ်လုပ်ကင်နေတဲ့သူတွေဆိုရင်လည်းအလုံးမှာ ရာထူးတိုးခြင်းတွေ လစာဒူးခြင်းတွေနေရာကောင်းရခြင်းတွေအများကြီးကြုံနိုင်ပါလေ။အဲကြုံတာတွေကတော့တော်တော်လေးကြုံပါပါ။ကြုံတာကတော့ပြဿနာမရှိပါဘူး။ပြဿနာကဘာလဲဆိုတော့အဲ့ဒီအခွင့်အရေးတွေကံလျော်သားနဲ့ပေါ်ပေါက်လာတဲ့အလုတ်ကိုင်းတွေအခွင့်အရေးတွေအခွင့်လန်းတွေကိုကိုယ်တိုင်ကစိတ်ဝင်စားသလိုဖြစ်နေတတ်အောင်ငွေတွေမဝင်မဝင်ဘူးလားဆိုတော့လည်းဝင်တယ်။ကိုဖြစ်နေတာတွေမဖြစ်ဘူးလားဆိုတော့လည်းဖြစ်တယ်။အဲ့မှာ ပြီးခဲ့တဲ့တလောတော်မှာအလုတ်ပင်ပန်းတဲ့ဒဏ်နေစိတ်မောလူမော စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့မှအောင်မြင်မှုရထားတဲ့အတွက်အောင်မြင်မှုနဲ့ပင်ပန်းမှုနဲ့မထိုက်တန်ဘူးလို့အတွေးတွေဝင်လာပြီးတော့နောက်ပေါ်လာတဲ့အလုတ်ကန်ခွင့်ရေးခွန်လန်းတွေကိုလှုပ်ချင်သိကန်ချင်သိတွေကုန်ခန်းနေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေတော့နည်းနည်းသတိထားမှာပေါ့နော်နောက်တနင်္ဂနွေသားသမီးတွေရဲ့ကံတရားမှာကြတော့ အငွေချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းမှာတခုရှိတာပေါ့အဲ့ဒါဘာလဲဆိုတော့ဝင်ငွေထက်ထွက်ငွေကပိုပြီးတော့အရန်များနေတယ်တာမနာပေါင်းစုံကိုငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာဝန်ယူပေးနေရတဲ့အနေအထားမျိုးတွေကြုံရတယ်အဲ့တော့ဒီခါတည်းမှာငွေကန်ရတဲ့လို့ငွေရှားရတဲ့လို့ကိုလုံးကျင်သိတဲ့ကုန်ခန်းသွားတာမျိုးတွေအထိတောင်ကြုံရတတ်တဲ့အခြေအနေမျိုးရှိပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်ရင်ကောင်းတယ် ါပေမဲ့အလုပ်ကိုစိတ်ကုံတတ်တယ်စိတ်ကုံရတဲ့အကြောင်းနှစ်ကြောင်းရှိတာပေါ့တကြောင်ကတော့ဗာလဲဆိုတော့ခုနကပြောသလိုအလုပ်တွေကိုအင်တိုင်းအားတိုင်းကြီးတွေတကုံနေနော်ဒါကြီးလို့อ่ะပြီးတော့ရလာတဲ့အောင်မြင်မှုနဲ့ကိုယ့်ရဲ့ပင်မနဲ့မထိုက်တန်ဘူးလို့ခံစားမိတာတကြောင်ပေါ့နောက်တစ်ကြောင်ကဝင်ငွေထက်ထွက်ငွေကပိုများဟိတ်ပေါင်းနဲ့ဖားကောက်သလိုဖြစ်တယ်ကိုကအလုပ်တွေလုပ်လို့ပတ်စံတွေရပြန်အိုက်ပတ်စံတွေပြန်ထွက်တယ်ပြန်ကုန်တယ်လက်ထဲမှာပြရမရှိဖြစ်နေတယ် ။ခဲတော့အလုပ်လုပ်ရတာကိုစိတ်မပါလက်မပါမျိုးကြီးဂျုံရတတ်ပါလား။အဲတော့တနင်္ဂနွေသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့အကြံဉာဏ်ပေးချင်တာကတော့ဗောနော် emotion နဲ့အလုံးမလုံးပဲနဲ့တာဝန်နဲ့တာဝန်စိတ်နဲ့အလုပ်လုပ်တာပိုတော့ကောင်းပါ။ emotion ဆိုတာပြည့်ကျင်စိတ်တွေရကျင်စိတ်တွေအောင်မြင်ခြင်းနဲ့စိတ်တွေအများကြီးနဲ့ဒါအတကုံအရန်စူးစမ်းတာပေါ့စူးစမ်းပြီးတဲ့အခါကျတော့အောင်မြင်တော့လဲအောင်မြင်လာတာပေါ့ ောင်မြင်မဲ့လည်းပင်ပန်းနေ emotion ဖြစ်တာကို emotion ဖြစ်တဲ့အခါကျတော့လူကိုပင်ပန်းစေတာပေါ့နော်ဒါကြောင့်အကောင်းဆုံးကတော့ရုပ်စရာကြီးလို့လုပ်တယ်အဲ့ဒီအလုပ်ကိုငါအကောင်းဆုံးလုပ်မှာအောင်မြင်တော့လည်းကောင်းတာပေါ့မောင်မြင်တော့လည်းကံပေါ့အဲ့လိုပေါ့ပါပါစိတ်လေးနဲ့တင်းငွေလေသားသမီးတွေကအလုပ်လုပ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနေနိုင်တာပေါ့နော်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရားတွေမှာအနောက်ဆက်ပေါ်တတ်တယ်။အဲ့တော့ပညာသင်နေတဲ့ညီတွေညီမတွေဆိုရင်ပညာရေးကိစ္စတွေမှာအ ဆောင်းဝက်ဖြေကဏ္ဍကြမှာကျမ်းမာရေးညံ့တာလို့ဆောင်းဝက်ဖြေကဏ္ဍကြမှာအဲတယောက်နဲ့တယောက်မသိမမြတ်ဖြစ်တာတို့ရံပေါ်တာတို့အဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်။နောက်တစ်ခုကတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဋိဋ္ဌံနေလောက်ကန်ဆောင်ရွက်နေတဲ့သူတွေဆိုရင်အဲတတိထားမှာပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ဒီကတော့ခုနကပြောခဲ့ဆိုပဲဘာသာရေးမှာအနှောက်ယှက်ပေါ့မန်နတ်ပေါ့စေတံပေါ့အဲ့ဒါတွေကြောင့်ကိုယ့်ရဲ့ဘာသာရေးအဋိဋ္ဌံတွေပြပြတာမျိုးလေးတွေကြုံရတတ်ပါတယ်။ ။နောက်ချေနော်ရင်းနဲ့ပတ်သက်ရင်တော့ကန်တာဒါကောင်းပါလား။အချေတွေစိတ်ချမ်းသာမယ်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာ။အချေရဲ့တို့အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကောင်းသောနမိတ်ကြားတယ်။ကောင်းတဲ့ကံကြမ္မာကြားတယ်။ဒါပေမဲ့ပြဿနာကတော့ဘာလဲဆိုတော့တန်တရာပေါ့နော်။တန်တရာကြောင့်ပူပန်လောကကြီးများတတ်တော့။ဒီမှာကိုယ့်ရဲ့ခြေသူကိုကိုယ်စိတ်ထဲမှာမယုံသင်္ကာစိတ်တွေများနေတယ်။ကိုယ့်ရဲ့အိမ်တော်ဘက်ကိုကိုကမယုံသင်္ကာစိတ်တွေများနေတယ်။ ယုံကြည်မှုတွေယောနေနေတာမျိုးတွေဖြစ်တတ်တယ်။ဒါမှမဟုတ်အခြေအနေတွေနဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်ငြင်းစရာလေးတွေကြုံရတတ်တယ်။နောက်လူမှုရေးမှာနည်းနည်းအတိုက်ခံလေးတွေဖြစ်တတ်တယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ကံကြမ္မာကောင်းပါလေ။ကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့တော့မှပြန်လဲပြီးတော့ဆုံတွေ့ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒါတနင်္ဂနွေသားသမီးတွေအတွက်ကံကြမ္မာ နမိတ်ဖတ်ကြားတာပါ။အဲ့တော့တနင်္ဂနွေသားသမီးတွေမှာကျွန်တော်တို့အကျိုးပေးတယ်၊ကံကောင်းစေတဲ့အကြောင်းလေးတွေရှိတယ်။ အဲ့ဒါအစိမ်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်။နောက်တင်းင်းလေးသားသမီးတွေအတွက်အကျိုးပေးတယ် lucky ကောင်းတဲ့ number လေးတွေကတော့၄ခန်းနဲ့၆ခန်းဖြစ်တယ်။နောက်ဖះအစားရှိတဲ့အလှူကံပုံကိုယ်တွေကိုရေတန့်ကတ်လူပူဇော်ပြီးတော့ဆူတောင်းပါဘောနော်။မကိုယ်မကောင်းတဲ့ကံတရားအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်တင်းင်းလေးသားသမီးတွေအားလုံးလည်းကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြေပါစီပါဘောနော်။